အရက်ကလည်းတောက်ချင်တယ်ကျမအစ်ထိခိုင်မှလည်းကြောက်ရသည်လို့လို့ရမယ်မင်္ဂလာပါကျမကတော့စိတ်ကျမရဲ့ဆိုင်ရာသိပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆယ်လင်းတော်မျိုးဖြစ်ပါတယ်အရက်တောက်နေကိုမပြောခင်မှာအရင်ဆုံး disclaim လုပ်ထားခြင်းတာကအခုကြည့်နေတဲ့လူတွေထဲမှာအရက်ဆွဲနေတဲ့အခြေအနေဖြစ်နေတာမျိုးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အရဲကြောင့်မို့လို့ဆူဆူဝါးဝါးကျမကြီးပြဿနာဖြစ်ခဲ့ဘူးတဲ့အရဲကြောင့်မို့လို့လူမှုရေးစီးပွားရေးတွေမှာဆူဆူဝါးဝါးထိခိုက်ပူတဲ့လူတွေရှိလို့ရှိရင်တော့ဒီဗီဒီယိုကတင့်အတွက်မဟုတ်ပါဘူးเนาะ Okay ကျင်းခဲ့လူတွေကတော့အရက်ကတောက်တောက်တယ်ဒါပေမဲ့အရက်ဆွဲနေတဲ့အခြေအနေမရှိဘူးကျမရဲ့ပြဿနာတွေလည်းမရှိနေဘူးလို့ကျမယူဆလိုက်မယ်ဆိုရင်ဘယ်လိုမျိုးကျမတို့ safe drinking ဒါမှမဟုတ်ရင် control drinking ကိုလုပ်ကြမလဲစကြမယ်နော် control drinking ကြောင့်မပြောခင်မှာပထမအဦးဆုံးကအရက်မှာသုံးတဲ့ unit ဆိုတဲ့စကလုံးလေးရဲ့အထိပ္ပယ်ကိုတော့နားလည်ဖို့လိုလိမ့်မယ်ကိုတောက်နေတဲ့အရက်ရဲ့ unit ကိုသိချင်တယ်ဆိုလို့ရှိရင် ိုတောက်တဲ့ဘူးရဲ့ပြင်းအားနဲ့အဲ့ဒါကိုဗာနဲ့မြောက်မလဲဆိုလို့ရှိရင်ကိုတောက်တဲ့ဘူးမှာပါတဲ့ဟိုအမောင့်ပေါ့နော်ဥပမာဖြစ်မီလီလီတာဆိုရင်လီတာပြန်ပြောင်းပြီးတဲ့အခါကျတော့မှကျမတို့တွေကဒီနှစ်ခုကိုမြောက်လိုက်မယ်ဆိုလို့ရှိရင် unit ထွက်လာမယ်ပေါ့ ပုံမှန်တောင်းနေကြဘီယာတဘူးနဲ့ပဲကျွန်မဥပမာပေးမယ်ပေါ့အဲ့တော့ဘီယာဒီသူ့ရဲ့ပြင်းအားကို5%ရှိတဲ့ဘီယာတောင်းမယ်ဒါပေမဲ့ဘီယာတက်ကန်မှာဘယ်လောက်ပါလဲဆိုလို့ရှိရင်350မြို့ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်ယူနစ်ရအောင်ဘယ်လိုမျိုးတွေ့မလဲဆိုလို့ရှိရင်အခုပြင်းအား5%အမြောက်ဒီ350 ml ကို milliliter ကိုကျွန်တော်လီတာပြန်ပြောင်းမယ်ဆိုတော့0.35ရမယ်ပေါ့အဲ့ဒီနောက်ခုကျွန်တော်မျှောက်လိုက်မယ်ဆိုလို့ရှိရင်ရတာက1.75 unit ရတယ်โอเคဒါကတော့ရှင်းသွားပြီပေါ့နော် unit ကိုဘယ်လိုတွေ့ကြမလဲဆိုတာအဲ့တော့ guideline ဒီမှာတက်မှတ်ထားတာကတော့ ျမ်းမာတဲ့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တပတ်မှာ14 unit ထပ်ပို့ပြီးတဲ့ခါကျတော့မတော့ဘူးပေါ့အဲ့တော့ BR နဲ့ပြန်ပြီးတဲ့ခါကျမှတွက်ကြည့်မယ်ဆိုလို့ရှိရင်တပတ်လုံးမှမှ BR ရှစ်ကန်မယ်တောက်ခွင့်ရှိမယ်ဆိုတဲ့သဘောပေါ့နော်ဒီနေရာမှာတခုပြောချင်တာကခုနကကျမတို့ကလူတစ်ယောက်မှတပတ်မှာ14 unit ထိတောက်လို့ရတယ်ဆိုပြီးတဲ့ခါကျမှအကြံပြင်ပြောထားတယ်ပေါ့အဲ့တော့ပျော်ပျော်ရွှင်ရွှင်ကြီးပဲဟုတ်ပြီငါကတော့တပတ်မှာ14 unit တောက်လို့ရတယ်ကွာဒီနေ့တည့်ရက်ထဲမှာတင်က14 unit တောက်ပလိုက်မယ် နောက်6ရက်ကလုံးဝမတော့ပဲနေလိုက်မယ် no no အဲ့လိုတော့မရဘူးဒီ14 unit ဒီအ ਨੇ ဆုံး3ရက်မျှပြီးတဲ့အခါကျမှတောက်အောင်ပမာဏဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့မှကျမတို့ control drinking technique တွေသွားကြမယ်အဲ့တော့နံပါတ်1ကျမတို့တောက်မယ်ဆိုလို့ရှိရင်ကိုတောက်မယ့် amount ကိုအင်းဆုံးသတ်မှတ်ဖို့လိုလိမ့်မယ်ဟိုမှာတောက်ကြစနေတနင်္ဂနွေပဲတောက်မယ်တခါတောက်မယ်ဆိုလို့ရှိရင်လည်းဘီယာ2ကန်ပဲတောက်မယ်ဒီလိုမျိုးသတ်မှတ်ထားတာဖြစ်ဖြစ်ပေါ့နော် ဟုတ်ပြီတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေတောက်တလိုမျိုးပေါ့နော်တခုခုနဲ့တောက်ချလိုက်တာမျိုးမဟုတ်ဖ ೇನೆ ဖြည်းဖြည်းချင်းစီတောက်ဖို့လို့လိမ့်မယ်ပြီးတော့အရက်ကြီးပဲတောက်တာမဟုတ်ဖ ೇನೆ တလဲစီပေါ့အရက်တောက်လိုက်တာမရှိလဲအချိုကြီးလေးပြောင်းတောက်လိုက်ဒီလိုမျိုးလေးတော့ပြောင်းပြီးတဲ့ခါကျမှတောက်နေဖို့လိုအပ်တယ်ဒါနဲ့တူတူပါလဲဆိုတော့အစာမစားသေးပဲနဲ့အရက်မတောက်ပါနဲ့အဲ့တော့အရက်မတောက်ခင်မှာ အစာတခုခုစားထားမယ်ပြီးတော့အရက်တောက်နေတဲ့အချိန်တွဲမှာလဲကျမတို့ကအစာအာဟာရတခုခုစားနေဖို့စက်တိုက်စားနေဖို့လိုအပ်တယ်ပေါ့နော် နောက်တစ်ခုကအရက်တောက်ဖို့အတွက်ကိုတွန်းအားပေးတဲ့အရာတွေကိုကြိုပြီးတဲ့အခါကျမှဘလို့ကင်တွေ့မလဲဆိုတာစဉ်းစားထားဖို့လိုလိမ့်မယ်။ဥမာဖြစ်တဲ့ငွေချင်းပေါင်းတင်ဖြစ်နိုင်တယ်။ဒီတဲ့ငွေချင်းကအရန်အရက်တောက်တတ်တယ်ဆိုလို့ရှိရင်သူနဲ့သူကလာခေါ်ရဲဆိုရှင်ကိုဘလိုမျိုး excuse ပေါ့နော်ဘလိုမျိုးပြောမလဲပေါ့။ဒါမှမဟုတ်ကို့မှာစိတ်ဖြစ်စည်းမှုတွေဖြစ်နေရဲဆိုလို့ရှိရင်ဒါကိုအရက်နဲ့အစားထိုးပြီးတဲ့အခါကျမှဖြေရှင်းတာမဟုတ်ဘဲနဲ့ကိုဘလိုဖြေရှင်းမလဲပေါ့။ဒါတွေကြိုတင်ပြီးတဲ့အခါကျမှစဉ်းစားထားဖို့လိုပါတယ်။ နံပါတ်၄ချက်ကကြတော့အရက်တောက်မဲ့နေ့သတ်မှတ်ထားသလိုမျိုးကျမတို့အရက်ကိုမတောက်မဲ့နေ့ကိုလည်းကျမတို့သတ်မှတ်ဖို့လိုပါမယ်။အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အ ਨੇ ဆုံးတစ်ပတ်မှာနှစ်ရက်ကနေပြီးတော့မှ၃ရက်အရက်လုံးဝမတောက်တဲ့နေ့ဆိုပြီးတဲ့အခါကျတော့မှကိုယ်အဆင်ပြေတဲ့ရက်ကိုသတ်မှတ်လို့ရပါတယ်။နံပါတ်၅ချက်ကကြတော့ကျမတို့အရက်တောက်နေမဲ့အချိန်အတွင်းမှာတခြားသော activity တွေကိုပြင်ပြီးအစားထိုးတာမျိုးကိုစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်။အဲ့ဥမာအဖြစ်ဒီချိန်ဒီမှာအရက်တောက်တတ်တယ်ဆိုလို့ရှိရင်ကျမတို့ဒီအရက်တောက်မဲ့အစားရုပ်ရှင်တက်ကြည့်တာဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် physical activity တစ်ခုခုမှဝင်ပြီးတော့မှ join တာဖြစ်ဖြစ်ပေါ့။ဟိုမှာလမ်းလျှောက်တာတို့ပြေးတာတို့ဒါမျိုးတွေလုပ်တာဖြစ်ဖြစ်။ဒါမှမဟုတ်လို့ရှိရင်လည်းမိသားစုတွေနဲ့အပြင်ထွက်တာဖြစ်ဖြစ်ပေါ့။ဒီလိုမျိုးအရင်မတောက်ပဲနဲ့တခြားကိုယ့်အတွက်ပျော်ရွှင်စရာကောင်းတဲ့ activity တွေကိုလည်းလိုက်ရှာဖို့လိုအပ်ပါတယ်။အဲ့တော့ဒီရ control drinking technique ကိုခြုံပြောရမယ်ဆိုလို့ရှိရင်တော့အရက်တောက်မဲ့ပမာဏကိုသတ်မှတ်ထားမယ်ပြီးလို့ရှိရင်အရက်တောက်ရင်မမြတ်မတောက်ဘူးဖြည်းဖြည်းချင်းစီတောက်မယ်အစာနဲ့စားပြီးတဲ့အခါကျတော့မှအရက်တောက်မယ် ပြီးလို့ရှိရင်အရက်မတောက်မဲ့နေ့တွေကိုလည်းတတ်မှတ်ဖို့လိုအပ်တယ်လို့အရက်မတောက်မဲ့ချိန်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကပျော်ရွှင်စရာကောင်းတဲ့ activity တွေကိုအစားထိုးဖို့အတွက်ကိုလေ့ကျင့်ရမှာပဲဖြစ်ပါတယ်အခုပြောသွားတဲ့ control drinking ကကျမကြီးမှာလုံးဝကြီးထိခိုက်မှုမရှိတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဓိကကတော့အရင်ကြောင့်မို့လို့ကျမကြီးထိခိုက်နိုင်တဲ့အခြေအနေလေးတွေကိုနည်းနည်းရှင်းချပေးတဲ့အနေအထားတစ်ခုပဲ ရေရှည်တောက်မယ်ဆိုလို့ရှိရင်တော့အရရဲ့ဆိုဂျူ effect ကတော့လာနိုင်တာပေါ့နော်ဒါတော့သတိထားဖို့လိုလိမ့်မယ်တနိုင်ကြောက်ကတော့အကောင်းဆုံးကတော့ဘာဖြစ်မလဲဆိုလို့ရှိရင်အရကိုတိုးတဲ့ abstinent လို့ခေါ်တဲ့လုံးဝဖြတ်လိုက်တာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ကြမ်းမိုင်းနဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာများရှိလို့ရှိရင် comment မှာဝင်ရောက်မေးမြန်းလို့ရပါတယ်ရှင်